ကဲနောက်တဲ့အကြောင်းအရာလေးကဘာလဲဆိုရင် the importance of taxonomy နော် taxonomy ဆိုတဲ့အမည်ပေးခြင်းရတဲ့ the importance အရေးပါနော်ဘာကြောင့်အရေးပါပါလဲတဲ့ဘလို့ the importance of taxonomy ဆိုရင် taxonomy ကအရေးပါပါတယ်တဲ့မဘာလို့လဲဆိုရင်ね buying taxonomy နော်ဒီအင်ဂျင်နာမပေးခြင်းရဆိုရင်ね it is mess easier အလုံးကိုပဲလွယ်ကူတယ်ဘာလဲဆိုရင် to learn သင်ဖို့ပမာလဲဆိုရင် biology နော် biology မှာဆိုရင်ね biology biology to learn biology နော် biology မှာဆိုရင်ဒီ taxonomy ဆိုတဲ့ အချောင်းရလည်းအတင်ပွဲရအတွက်အရန်ကိုလွယ်ကူပါတယ် PS အမှရှိပါတယ်ဘာကြောင့် they are million odd known organism known and unknown organism နော် they are ရှိပါတယ် million တန်ပေါင်းများစွာသော odd known နော်ငါတို့သိရသို့မဟုတ်သိတာသက်ရှိ organism နဲ့သက်ရှိတွေလည်း million ပေါင်းများစွာရှိသလိုတဲ့ and unknown organism နော်ငါတို့မသိရပစ္စည်းတွေအားလည်းပဲနော် မီလီယံဆိုတဲ့တန်ပေါင်းများစွာရှိနေတာကိုတွေ့ရတယ်။အားကြောင့်မိုးတယ်ငါဘဘိုင်အိုလော်ဂျီဆိုတဲ့ဘိုင်အိုလော်ဂျီမှာဆိုရင်ဒီတက်ဆိုနိုမီဆိုတဲ့ဘာသာရပ်ကိုတိုးတင်ယူဖို့ရန်အတွက်လိုအပ်ပါတယ်တဲ့။အားလုံးလည်းအရေးပါပါတယ်တဲ့။အဲဒီမှာတက်ဆိုနိုမီကတက်ဆိုနိုမီရဲ့တက်ဆိုနိုမီကဆိုရင် can be used အသုံးပြုနိုင်တယ် to a smile နော် a smile ကဘယ်လိုလဲဆိုရင်သူတို့ကိုတို့ဘာလို့ပို့ရတဲ့အတွက်လဲဆိုရင် to a smile နော်စူးစမ်းပို့ရတဲ့အတွက်နော် that evolutionary ဆို evolutionary နော်စင်ကဲပြောင်းလဲလာတဲ့ history တမိုင်းကြောင့်ဘာမှလဲဆို organic နော်တက်ရှိတွေရဲ့တမိုင်းကြောင့်ဘလို့တမိုင်းကြောင့်လဲဆိုစင်ကဲပြောင်းလဲလာတဲ့တမိုင်းကြောင့်ကို2 age မှာစူးစမ်းဖို့ရန်အတွက်တက်ဆိုနိုမီဆိုတဲ့ဘာသာရပ်ကိုနော်တက်ဆိုနိုမီဆိုတဲ့အကြောင်းအရာကို can be you တို့အသုံးပြုရပါလိမ့်မယ်တဲ့ အန်ပြီးတော့ ਨੇ they are relation နော်သူတို့ရဲ့ဆက်ဆက်မှုတွေဘယ်မှာလဲဆိုရင် between organization နော် between organization တက်ရှိတွေကြာတက်တက်ချက်တစ်ခုနဲ့တစ်ခုကြာတကောင်နဲ့တကောင်ကြာတဦးနဲ့တဦးကြာနော် senior ဆက်ဆက်မှုတွေ they were really senior ဆက်ဆက်မှုတွေကို loto is my ဆိုနော် susan lee law ဝေးရအတွက် taxonomy ဘာလဲကိုအသုံးပြုရတယ်လို့တဲ့ဒီတက်ရှိတွေရဲ့နော်တက်ရှိတွေရဲ့ evolutionary history နော် history ကြပဲစင်ကဲပြောင်းလဲလာတဲ့တမိုင်းကြောင်းနော်တမိုင်းကြောင်းကိုလေ့လာဖို့ရန်အတွက် to is my နော် susan ဖို့ရန်အတွက် taxonomy ဆိုတဲ့ဘာလဲကိုအသုံးပြုရပါတယ် အဲ့ဒါအကြောင်းမလို့သဇုံတော်မီကအလွန်ကိုအရေးပါတယ်ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဆိုတာကိုပြောရတာပဲဖြစ်ပါတယ်နော်ဒီအစရင်ဆရာကဒီနေ့အကြောင်းရတာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်